အားသောဝါလာရှင်ညီကိုမလုံးများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမတ်လ14ရက်နေ့နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်းလေးပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဦးတင်ပုဒ်ကိုတော့ခေါ်ဆိုင်ကဖော်ပြထားတဲ့သောမတ်ပါတီသတင်းတွေပဲကျွန်တော်တို့တွားလိုက်အောင်သောမတ်ပါတီနဲ့ပတ်သက်ပြီးခေါ်ဆိုင်ကဖော်ပြထားချက်မှာတော့နှုတ်အားဖြင့်တော့ ုံးခုကျွန်တော်နှုတ်ထုတ်တာတွေ့တယ်သူတို့ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ပြင်သစ်လီကူ1 club PSG အသင်းကတော့မတ်ပါလီနဲ့ပတ်သက်ပြီးတော့အနီးကပ်စောင့်ကြည့်မှုတွေလုပ်နေတယ် နပတ်နှစ်ချက်ရဆိုရင်တော့အတွေ့အကြုံရဲ့ဂါနာတောက်ကိုပြင်သစ်လီဂူဝမ်ထိပ်တန်းကလပ် PSG အသင်းကသူရဲ့ squad ထဲမှာလာမယ့်ရာသီမှာပေါင်းထည့်ခြင်းနေတယ်။နံပါတ်3ချက်ကတော့အာဆင်နယ်သားလာမယ့်တို့ရာသီမတိုင်မီအချိန်မီတက်တန်းမတိုးနိုင်ခင် free transfer နဲ့ဂါနာတောက်ကိုခေါ်ဖို့အထီးသူတို့ကပြင်ဆင်ထားတယ်။ဒီ3ချက်ပဲ cop site ကဖော်ပြသွားတာ။အဲ့ဒါကိုကြည့်လိုက်တဲ့အခါမှာတော့ PSG ဒီလက်ရှိချိန်မှာပါတီနဲ့ပတ်သက်ပြီးအနီးကပ်စောင့်ကြည့်တဲ့အသင်းတွေရဲ့တသင်းအဖြစ်ဝင်ရောက်လာခဲ့တယ်။ပါတီကိုလိုချင်တဲ့အသင်းတွေမှာဥရောပမှာဆိုရင် PSG ဘာစီလိုနာဂျူဗင်တက်တစ်ဖက်မှာဆိုရင်လည်း sorry club တချို့ရှိရဆိုပေမဲ့ဥရောပမှာဆက်ပြီးနေချင်တဲ့ပါတီအတွက်ဆိုရင်တော့ PSG ကလည်းရွေးချယ်စရာ option တစ်ခုပေါ့လေပြီးတော့ဘာစီလိုနာတို့လိုဂျူဗင်တက်တို့လိုကလည်းသူ့အနေနဲ့ကောင်းမွန်တဲ့ဆက်သွယ်မှုတချို့လုပ်လာမယ်ဆိုရင်လက်ခံသွားပွဲရှိတယ်ဒီညမှာ Arsenal တင်းကဘာကြောင့်ပါတီနဲ့ပတ်သက်ပြီးလက်ရှိချိန်အထိစာချုပ်တက်တံမတိုးသေးလဲဆိုတော့သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့အချက်တွေကအများကြီးရှိတယ်ပထမတစ်ချက်ကတော့ပါတီနဲ့ပတ်သက်ပြီးအမှုကိစ္စတချို့မပြီးပြတ်သေးတာ အဲ့ကိစ္စကလက်ရှိချိန်ဒီမပြီးပြတ်သေးတာဖြစ်တဲ့အတွက်အကိမ်းများအဲ့ဒီအမှုတကယ်ဖြစ်တယ်ထောင်ချခံရမယ်ဆိုရင်ကလပ်တင်းရဲ့ပုံရုပ်ကိုပါထိခိုက်မှာဆိုတဲ့အတွက်အာဆင်နယ်ကစာချုပ်မချုပ်သေးတာနောက်တစ်ချက်ကပါတီနဲ့ပတ်သက်ပြီးလက်ရှိပြီးနေတဲ့တပတ်ပေါင်2သိန်းတစ်နှစ်ကိုပေါင်10တသမ၄သန်းဆိုတာကနည်းတဲ့ပမာဏမဟုတ်ဘူးနောက်တစ်ချက်ကပါတီလက်ရှိဒီယာတီမှာပွဲပေါင်း52ပွဲကစားထားတယ်၃ဂိုးသွင်းပြီးနှလုံးဖန်တီးထားဆိုပေမဲ့ဘဲချင်းမစိုးဒဏ်ရာပြန်ရသွားနိုင်တယ်ကျန်ခဲ့တဲ့ယာတီက145ရက်နားထားတဲ့ကစားသမား ကြံရတဲ့ရတဲ့ကျွန်တော်ပါဝင်အသင်းပိတ်တဲ့တော်များကစေယုံအုပ်ကြီးဆိုပြီးတော့ပါတီကိုချစ်စနိုးနဲ့ရောင်းလိုက်ပါတော့အလကားပေးလိုက်ပါတော့ပြောနေကြတယ်။ဒါပေမဲ့အဲ့ဒီလူတွေကပဲဒီရာသီမှာပါတီရဲ့ခြေစွမ်းကိုသဘောကျပြီးတစ်နှစ်လောက်တော့စကြုံထက်ချုပ်ပါဆိုပြီးပြောလာကြတယ်။ကျွန်တော်ပါဝင်ပေါ့လေ။အဲ့ဆိုအသင်းတာဝန်ရှိသူတွေဘက်ကလောက်ခလာစားအရာရောအမှုကိစ္စတွေအရာရော injury အခြေအနေအရာရောပါတီနဲ့ပတ်သက်ပြီးလက်ရှိအသက်30ကျော်ကစားသမားကြီးနဲ့ပတ်သက်ပြီးတစ်နှစ် contract ပဲချုပ်ချင်တဲ့အနေထားအရာရောကာကန်ရှင်နဲ့အာဆယ်ဒီတာဝန်ရှိသူတွေကြားထဲမှာ ညှိနှိုင်းလို့မရသေးဘူးအဲ့ဆိုအခြေရလည်းဘယ်တော့မှမကျန်တော့ဘူးဂျွန်30ဆိုဒီစားမရဲ့ contract ဒီပြီးပြီအာဆင်နယ်ကသူ့ကိုတစ်ချိန်လုံးခေါ်ခင်တော့က transfer deadline day မှာစာချုပ်ဖြစ်တဲ့ကြီးတန်း90ထိပြီးပြီးခေါ်ခဲ့ရတာဒီကူမှာသူရတော့မှဆိုရင်ပေါင်9900ပဲရတယ်ဒါပေမဲ့အာဆင်နယ်ရောက်လာတော့ပေါင်2သိန်းလာစာအများကြီးထိုးတက်သွားတယ် စာချုပ်ဖြစ်သူကြီးလည်းမြင်မှားစွာပေးရတယ်ဒါပေမဲ့အဲ့နဲ့တန်တဲ့ tight တန်တဲ့ quality အာဆင်နယ်ကကောင်းကောင်းပါတီစီနဲ့အသုံးပြုနိုင်ခဲ့တယ်ဒဏ်ရာရခဲ့တဲ့နှစ်တရာတပိုင်းမို့လေဒါပေမဲ့ပါတီကိုလက်ရှိချိန်မှာအာဆင်နယ်တို့တက်တန်းမတိုးနိုင်ခဲ့တော့နွေရာသီမှာစောစောတော့ကျွန်တော်ပြောတဲ့ PSG ဘာစီလိုနာဂျူပင်တက်တသိန်းသိန်းဝင်တော့ free net လက်လွတ်သွားတော့မှာပါအဲ့တော့ညီကိုတို့ကဘယ်လိုထင်လဲ transfer market မှာတဖြည်းဖြည်းနဲ့ဈေးတွေကျလာတယ်အခုဆိုလဲ euro 15သန်းပဲရှိတော့တဲ့ဂါနာသားနဲ့ပတ်သက်ပြီးအာဆင်နယ်တို့တက်တန်းမတိုးတာကမှန်ကန်တဲ့လုပ်ရလားအကယ်၍များအာဆင်နယ်က တော်မတ်ပါတီကိုဂျော်ဂျင်ညိုကိုလက်လွတ်ပြီးသွားရင် ပြန်ပြီးအင်အားဖြည့်တင်းမဲ့ကွင်းနဲ့ကစားသမားတွေကကျွန်တော်မနေ့ကတင်းမှာဖော်ပြခဲ့လို့ပဲမာတီဆူဗီမက်ဒီနဲ့ဘရူနိုကွီမာရီလို့ဆိုရင်ပို့ပြီးကောင်းတဲ့ကွင်းလည်းဖြစ်လာနိုင်တာခုံမှဝင်ရောက်ရေးသားပြီးတော့ပေါ့ဒုတိယမြောက်တင်းတစ်ပုဒ်ကတော့ဒါဂျာမန်တင်းဌာန ဘေးသတင်းဌာနရဲ့သတင်းရေးသားသူလည်းဖြစ်တဲ့ Christian Force ကလီရိုင်းစာနေနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာပါ။ဂျာမန်ဘွန်ဒလီကာကလပ်ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်တောင်ပံကစားမလီရိုင်းစာနေနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကစိတ်ဝင်စားနေဆိုပြီးသူကဖော်ပြသွားတယ်။နွေမာ free agent ဖြစ်မဲ့ဒီကစားမကိုအာဆင်နယ်ပါဝင် Premier League club တင်တော်တော်များများကလိုချင်နေတယ်။ဘိုင်ယန်ကလက်ရှိချိန်ထိစာနည်းနဲ့ပတ်သက်ပြီးစာချုပ်တစ်ထပ်ပြီးမညီနိုင်ထားဘူး။အာယီဒါက မန်ချက်စတာစီးတီးမှာစာနေနဲ့အတူတူအလုပ်လုပ်ခဲ့ဘူးတာဖြစ်တဲ့အတွက်ခေါ်မဆိုရင်အตาရနိုင်တယ်ဆိုပြီးတော့ဒီခရစ်စတီယန်ဖော့စ်လို့ခေါ်တဲ့ journalist ကတော့ရေးသားထားတယ်ဗောလေအချက်ကတော့ဒီလေးချက်ပဲအဲ့ဒီချက်တွေကိုကြည့်လိုက်တဲ့အခါမှာစုံတော့ပါတီကိစ္စနဲ့သွားဆင်တယ်စာနေကိုဘာကြောင့်ဘိုင်ယန်မြူနစ်ကတက်တမ်းမတိုးလဲနှွေးမှာတက်တမ်းကိုဆုံးမဲ့ကစားသမားကိုဘာကြောင့် တခြားသင်းတွေစီကိုအလွတ်နဲ့လက်လွတ်ချင်တယ်ဒီကိစ္စကိုတစ်ဖက်မှကြည့်မယ်ဆိုရင်လည်းပါတီနဲ့ခက်စစ်စင်ဖြစ်တာကသူဒီလေလောက်ခရစာမြင်မာတာလက်ရှိဘိုင်ယန်မြူးနစ်မှာလောက်ခရစာအမြင်မာဆုံး၉ရောက်မြောက်ကစားသမားဖြစ်ရှိနေတယ်ဘောနပ်အပါတပတ်ကိုယူ3800ရောရနေတယ်တနည်းကိုယူ3000အထိပေးချေထားရတယ်အဲ့ဆိုသူတို့ကလည်း29ရက်ဂျာမီသားကိုစွဲထားရမှာထက်လက်လွတ်လိုက်ခြင်းအပြင်လုခရစာပေးချင်မှုတတ်တာသွားမှာအာဆင်နယ်ကလုခရစာနဲ့ပတ်သက်ယူရိုတန်း300ကျော်လောက်ပေးချင်နေရတဲ့အချိန်မှာ ဘိုင်ယန်မြူးနစ်ကလည်းယူတန်း250ကားစေကြော်လောက်တော့သူတို့ပြီးချင်နေရတယ်။အဲ့တော့သူတို့အသင်းရဲ့ထိပ်တန်းကစားသမားတွေအထူးသဖြင့်မူစီယလာတို့လိုကစားသမားမျိုးတွေတက်တန်းတိုးပြီးရဲ့နောက်ပိုင်းမှာဒီလိုကစားသမားမျိုးတွေအသက်ကြီးပိုင်းတွေသူတို့ပြန်ပြီးရှင်းထုတ်ဖို့ပြင်ဆင်လာတာပေါ့လေ။အချို့ရထင်တာပေါ့လီရိုင်းစာနေကအင်ဂျူနီနဲ့ပတ်သက်ရင်လည်းစိုးရင်ရတဲ့ထင်ပေမဲ့တေချာကျွန်တော်အင်ဂျူနီနဲ့ပတ်သက်ပြီးသွားကြည့်တဲ့အခါမှာဒီယာတီမှာ84ရက်တော့နားထားတယ်။ဒါပေမဲ့ပွဲပေါင်း၄ပွဲပဲလွဲချော်ထားတယ် မနစ်ကတော့58ရက်ဟိုတနစ်ကတော့ရပ်ပေါင်း20ဒါပဲနားနားရတာဘောလုံးသမားတယောက်ကတော့တလားလောက်ကတော့ပြန်မြားကတော့ injury ကြောင့်နားရတယ်ဆိုရင်တော့ဒါပုံမှန်ပဲတေချာတခုတော့လာချီပြီးမနာဘူးလို့လိုအပ်တာပေါ့လေအဲ့တော့စာနေနဲ့ပတ်သက်ပြီး injury ကတော့အရန်အဆိုးကြီးမဟုတ်ဘူးဒီရသည့်ပြိုင်ပွဲဆုံး34ပွဲမှာ18ပွဲကစားထားတယ်19တွင်ပြီးတော့၄လုံးဖိုင်ထားပါတယ်မနစ်ကတော့42ပွဲဝင်ကစားထားပြီးတော့19တွင်ပြီးတော့12လုံးဖိုင်ထားတယ် transfer market မှာလက်ရှိအခြေအနေ UO 45တန်းရှိပြီမဲ့လည်း ဒီကစားမှာတော့လာမဲ့လအနေငယ်တွင် free agent ဖြစ်တော့မှာပါ free agent ရဲ့သဘောတဘာဝအတိုင်း agent ကိုလက်မှတ်ထိုးကြေးပေးပြီးတော့ကစားသမားစိတ်ကြိုက်လောက်ခတ်လာတာနဲ့တောင်းချွေချင်မကုန်ပဲခေါ်နိုင်မှာဆိုရင်ပဲဒီကစားမောက်လိုချင်တဲ့အသေးနေရာလည်းအများကြီးရှိနေဖြစ်တဲ့အတွက်အာဆီနယ်တို့ကတော့တက်စစ်တောင်းပန်အတွက်နီကိုဝီလန်နဲ့စီမီညိုကိုကြော်ပြီးဒီလိုကစားသမားမျိုးကိုခေါ်ပါမလားခေါ်လဲရေတူလို့ပဲထင်တယ်။တေချာတို့ကတော့29နှစ်အသက်30ကစားသမားတွေခေါ်တာကဒုတိယမြောက် Ryan Starling ကိုအပြောင်းရွှေ့မျိုးတွေပဲဖြစ်ဖို့များတယ်။အခု Ryan Starling ခြေစွမ်းပြပြီးဖန်တီးမှု2ကြိမ်လုပ်တယ်ဆိုရင်ပဲပုံမှန်ခြေစွမ်းတစ်ခုပြသတဲ့ကစားသမားကိုပဲကျွန်တော်တို့ကတိုက်တဲ့ challenger အသင်းအသင်းအနေနဲ့ဆိုရင်တော့အလိုရှိပါတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ချန်ပီယံလိကွာတာဖိုင်နယ်ရောက်သွားပြီဖြစ်တဲ့အာဆင်နယ်အသင်းအပါအဝင်ကွာတာဖိုင်နယ်ကိုလက်ရှိရောက်သွားတဲ့အသင်းတွေရဲ့ဒီယာတီချန်ပီယံလိဝင်ဝင်နဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပါ။ လက်ရှိအချိန်မှာဘိုင်ယန်မြူနစ်ကတော့ Euro 106တန်းနဲ့နံပါတ်1နေရာမှာရှိနေတယ်။နံပါတ်2နေရာမှာတော့ Euro 104တန်းနဲ့ PSG နံပါတ်3နေရာမှာတော့ Inter Milan က103တန်းနံပါတ်4နေရာမှာတော့ Arsenal နဲ့ Dortmund ကတော့102တန်းစီရှိနေတယ်။ Real Madrid ကလည်း102တန်း Barcelona ကလည်း102တန်းနောက်ပြီးတော့ အက်စတွန်ဗီလာကတော့ယူ84တန်းနဲ့ရှိနေပါလေအက်စတွန်ဗီလာကတော့ငွေဝင်တော့နေနေသူတို့ပေးချေရဘူးအရဆိုရင်တော့သူတို့ကဒီ club ranking တွေနဲ့ပတ်သက်ပြီးတော့ bonus တွေပေးတဲ့အပိုင်းနဲ့ရှိတဲ့အတွက်ဒီငွေရတဲ့ပုံစံမျိုးတော့နည်းနည်းတော့ကွာခြားမှုတွေတော့ရှိဒီနေရာမှာဒီ scene ထဲမှာမပါတဲ့ဟို champion league ကလည်းထွက်ခွာသွားပြီဖြစ်တဲ့အင်္ဂလိပ်ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ Liverpool နဲ့ Manchester City တို့ရဲ့ဝင်ငွေလဲကျွန်တော်ပြပြပေးမယ် Liverpool ကတော့ယူ68တန်းဝင်ထားတယ် ဒီအဆင့်ထိပေါ့လေသူတို့16တန်းအဆင့်ထိနောက်ဆုံး totally ပေးမှန်းရဆိုရင် Manchester City ကတော့ Euro 86တန်းရရှိလာတယ်။ Arsenal အပါအဝင်အသင်းတော်တော်များကတော့ Euro တန်းတရာအထက်တည်းရသွားခဲ့တယ်။ဒီနေရာမှာ quarter final ရောက်သွားတဲ့အသင်းတွေမှာ Aston Villa တသင်းပဲ UO 84သန်းပဲရှိတာကျွန်တော်လွန်ခဲ့တဲ့တလလောက်တုန်းက Champions League တဆင်ချင်းစီဘလုံးငွေပေးလဲဘယ်အသင်းတွေကဘလောက်ရပြီဆိုတော့တီးတန့်ဗီဒီယိုလုပ်ပေးထားရှိပါတယ်အမှ Champions League ငွေပေးတာဘလောက် Europa League ငွေပေးတာဘလောက် Conference League ငွေပေးတဲ့ပုံစံကဘလောက်စုကြည့်ပေးပုံကိုအကုန်လုံးကိုဗီဒီယိုတီးတန့်လုပ်ပေးထားရှိပါတယ်ဒီပြိုင်ပွဲ၃ရက်မှာဆို Champions League ကစုကြည့်အများဆုံးရတာ ်ချန်ပီယံလိရဲ့စူကြီးကလုံးဝ heavy ပဲအဲ့ဒါရဲ့အစွန်ထွက်ကိုယူပါလိကိုပေးတယ်ယူပါလိရဲ့အစွန်ထွက်ကိုမှ conference ကိုပေးရဒါကြောင့်မို့ပြိုင်ပွဲ၃ရက်မှာဆိုရင်ချန်ပီယံလိဒီဂုံတိတ်ခါအရာရောစူကြီးအရာရော popular ဖြစ်မှုအရာရော player တွေကိုစွဲဆောင်နိုင်တဲ့အပိုင်းအရာရောအသင်းရဲ့ image အရာရောရုပ်တံထုတ်ခွင့်အရာရောဝင်ဝင်တကယ်ကိုရှယ်ကျမ်းတာပါအခုလို quarter အဆင့်ရောက်သွားတော့မှအဆင့်တည်း UO 102တန်းဝင်ထားပြီးပြီ တချို့တွေပြောတာပေါ့လေငွေတွေကတော့အချိန်နဲ့မြတ်တဲ့ပြီးဝင်နေရပဲဒီငွေတွေနဲ့ကစားသမားမခေါ်တာပဲရှိရဆိုပြီးပြောသလိုတခါကြီးတော့လေဘုံဖွဲ့ကိုကျွန်တော်အားမလို့အားမရဖြစ်မိတယ်ဒါပေမဲ့လည်း David Onstein ခုနကပြောတဲ့စကားလေးတခုတော့သတိထားမိတယ်အဲ့ဒါပါလဲဆိုတော့ငွေမှာ မထင်မထားတော့ငွေသုံးတာမျိုးတွေအာဆင်နယ်ဘိုးဘွယ်ပါအာဆင်နယ်ဖန်တွေအတွက်ပျော်စရာကောင်းတဲ့အစီအစဉ်တွေရှိပါတယ်ဆိုပြီးတော့သူကတော့ပြောသွားတယ်ကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပောင်းဝတဲ့ရှိုးဘောလုံး online အကျင့်လဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကို6 9 9 6 6 3 9 3 6ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေအဝရောက်နေဖြစ်လို့ကိုပူမရှန်ရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှိုးရေးချပြီးကျွန်တော်အားပြုလို့ရပါတယ်အားဖြတ်ခွင့်ကို Sport Internet 9 3မိတူကိုလည်းကစားလို့ရနေပါပြီ နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါ AFTV ကဖော်ပြထားပါလေအာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမအကြော့ကံမဲ့ပွဲစဉ်မှာရီယယ်မက်ဒရစ်တို့ရဲ့ အင်ဂျူရီကြောင့်လွှဲချုံမဲ့ကစားသမား၅ရောက်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါဒါဒီသတင်းကိုလို့ကျွန်တော် AFTV ကနေကူးယူဖော်ပြပါတယ်ဒီ၅ရောက်မှာဆိုရင်တော့ချူဝါမနီသူကတော့ဒီယန်ကစားသမားမီလီတာဝစင်တာဘက်ကစားသမားခါဘာဂျေကတော့ရိုက်ဘက်ကစားသမားနဲ့ဘယ်လီဂျိုကတော့စင်တာဘက်ကစားသမားဒန်နီစီဗီလောလိုမျိုးကွင်းတဲ့ကစားသမားတွေကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးလွှဲချုံမဲ့ဆိုပြီးတော့ဖော်ပြသွားတယ်နောက်ဆုံးရသတင်းအရဆိုလို့ရှိရင်တော့ကြော့သားတန်အောင်ဖာလန် မန်တီလိုလိုမျိုးလက်ပတ်ကစားသမားကြီးလည်းလွဲချော်ဖို့ရှိဆိုပြီးတရင်နေရာတက်လာတယ်။အဲ့တော့စုစုပေါင်း6ရောက်လောက်ထိကတော့အာဆင်နယ်နဲ့ပွဲစဉ်မှာလွဲချော်ဖို့ရှိတယ်။တခါကြရင် injury တစ်ဖက်အသင်းကကစားသမားကြီးလွဲချော်တာကပွဲတစ်ပွဲအတွက်လည်းအလှည့်ပြောင်းဖြစ်သွားနိုင်တယ်။လူစုံတက်ဆုံဆိုလို့ရှိရင်အချိန်နေတမျိုးပြောင်းနိုင်ပေမယ့်အဓိကသမားတချို့ဆုံးရှုံးထားတဲ့အခါမှာတော့ပြိုင်ပွဲအသင်းအတွက်ဆိုတော့ဒါကောင်းမွန်တဲ့တရင်အချက်လက်။ဒါပေမဲ့တစ်ဖက်အသင်းအတွက်ဆိုလို့ရှိရင်တော့ ဒါသူတို့အတွက်ဆိုတာနစ်နာမှုတစ်ခုလို့ပြောလို့ရပါလေဒီနေရာမှာတော့အာဆင်နယ်မှာ2019 2020တုန်းကအငှားလာကစားမှုတဲ့ဒန်နီစီဗီလော့ကတော့အင်ဂျူရီကြောင့်မပါနိုင်ဘူးလို့ကြားသိရတယ်ပထမအကြော့ပွဲဆိုတော့အမရိတ်မှာဧပြီလ6ရက်နေ့မနက်အစောပိုင်းတနအီခွဲမှာတော့အခန့်ကစားသွားမှာပါဒုတိယအကြော့တော့18ရက်နေ့မှာ Real Madrid ရဲ့ဘာနမျိုးမှာကစားသွားမှာဖြစ်ပြီးတော့တကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်မှာ အချိန်ဒီရရရဆိုရင်အာဆင်နယ်ကအောက်အသင်းဖြစ်တယ်ဆိုပေမဲ့ရီယယ်မက်ဒီနဲ့တွဲဆုံတဲ့ခါမှာအာဆင်နယ်ကမထင်ထားတာကြီးလုံနိုင်နိုင်မယ်လို့ကျွန်တော်တို့ကတော့အပြည့်အဝယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်